Liza ate me si ni nao miya ki miya Tani ya fi amiyye khidmat ko lowte Uwais ke dua go Allah Balaw lakhan nain le solution Kulafai rashidin pshite Abu အွမတ်အတင်တို့အတော်ကောငါတမန်တော်ရဲ့အွမတ်အတော်ကောဘသူရဲ့တူအာယူ OSC ကနေပြီးတော့တူအာယူဒါကြောင့်စာအုပ်တွေမှာရေးသားတင်ပြကြတယ်အွမတ်တခင်ရဲ့ခေတ်အခါမှာ OS ကနေ hash ကိုရောက်လာတယ် hash ကိုလာပြီးတော့လုတ်တယ်အွမတ်တခင်နဲ့မလာကဖြစ်တယ်အွမတ်တခင်တမန်တော်များကြီးမှာကြခဲ့တဲ့အတိုင် OS ကိုမိမိအတော်ကောအွမတ်သူမွတ်ဆလမန်အားလုံးအတော်ကောတူအာလုတ်ခိုင်းခဲ့တယ်လိဇာအတဲမေစီညီနောင်များခင်များဒီတိုင်းပဲ Hazrat Abu Hurairah حریرہ رضی اللہ تعالی عنہ تکینے پتہ بیلاشی رے ابو حریرہ مدینہ مانی رے حضرت ابو حریرہ تکین مدینہ مانی رے مدینہ نے مکہ سرا بلاو ماں ویرے کھئیرو مہو تو بھی میں ابو حریرہ تکین آرے حس یادی یولا بی سلوشے حس توارے دورے گو ابو حریرہ تکین امتہ پھلے تکین نوسن نی رے امتہ ماں گو بے دوالو بیوا دوالو بیوا لو پیورے باشی لو لے میرے کھا جارو ابو حریرہ تکین پیان پیورے چنو ဟက်ရှ်မသွားနိုင်ဘူးကျွန်တော်ဟက်ရှ်မသွားနိုင်ဘူးခင်ဗျားတို့ဟက်ရှ်သွားခွင့်ရတယ်အဲ့ဒီအတွက်ကျွန်တော်အတွက်သွားလောက်လာပါအဲ့ဒီလိုပြောတော့အားလုံးကပြောတာပေါ့မင်းမဒီနာမှာနေတာလေမကာကိုသွားပြီးဟက်ရှ်သွားလောက်ရတာဘယ်လောက်မြောင်းဝီးတယ်ခရီးမို့လို့လေဟက်ရှ်သွားလောက်လိုက်ပါလား ဲ့ဒီတော့အဘူဟရိုင်ရာသခင်ကပြန်ပြီးအဖြေပေးတယ်မဟုတ်ဘူးကျွန်တော်မှာအမိရှိတယ်ကျွန်တော်အမိရဲ့ခစ်မတ်ကိုလုပ်နေရတယ်ဒီတော့အမိရဲ့ခစ်မတ်ကိုထားပြီးတော့ကျွန်တော်ဟက်စ်သွားလို့ဘူးမရှိနိုင်ဘူးအဲ့ဒီအတွက်ကျွန်တော်ဟတ်တော်လို့မရသေးတာဆိုပြီးတော့အဘူရိုက်ရာတခင်ပြောတော့အားလုံးကပြောတာပေါ့ဒါဆိုဒီလိုလုပ်လေအမိအတွက်ဂျုံမတယောက်လောက်ဝင်ပြီးထားလိုက်လေဂျုံမကိုခဏနှစ်လသုံးလလောက်ခစ်မတ်လောက်ခိုင်းလိုက်ပေါ့အဲ့ဒီအပိုင်းချလေးမှာအတင်ဟတ်တော်လိုက်ပေါ့ အဲ့ဒီလိုပြောတော့အဘူရိုက်ရာတခင်ကဘာပြန်ပြီးအဖြေပေးလဲဆိုရင်ကျွန်တော်အဲ့လိုလုံလို့တော့ရတာပေါ့အဲ့လိုလုံလို့ရမှန်းလဲကျွန်တော်သိတာပေါ့ဒါပေမဲ့ကျွန်တော်အမိကိုခစ်မှတ်လုပ်တဲ့အဲ့ဒီအင်မတန်ကြီးကျယ်တဲ့ဆဝါ အဲ့ဒီဆဝါကိုကျွန်တော်မလေးနိုင်ဘူးအဲ့ဒီဆဝါကိုကျွန်တော်မလွတ်နိုင်ဘူးအဲ့ဒီအတွက်ကျွန်တော်ဂျုံမကိုလည်းအစာမထားဘူးအဲ့ဒီအတွက်ကျွန်တော် hash မလို့ဖေးနဲ့ကျွန်တော်စောင့်တိုင်းနေတာနောက်ဆုံးအဘူရိုက်တာတခင်ဒီအချိန်မှ hash တုတ်ခဲ့တယ်သူရဲ့မိခွင်ကဲလွန်သွားတယ်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းသူရဲ့ပထမဦးဆုံး hash ကိုတွားခဲ့တယ်ဆိုပြီးတော့တင်ပြကြတယ်လိစာအတန်မိတ်ဆိုင်နေနောက်များခင်များတကြောင်နော်ဆွာဟာဘာရီဟာအင်မတန်မှကိုပဲမိခင်နဲ့ပတ်သက်ပြီးကြယူဆိုင်ခဲ့တယ် hadat asma رضی اللہ تعالی عنہ تکھیں ما شیرے حضرت ابو بکر تکھیں تمیب شیٹے حضرت ابو بکر تکھیں پتھما زنین یا تھارے تمیب شیٹے اری زنی گا اسلام گو لم اکھان لائی بو لم اکھانے نو پائی ما حضرت ابو بکر نے اری زنین تتہ سیب شتوارے حضرت ابو بکر تکھیں مدینہ گو حجرت لولارے اری زنی ملائکے بو تو ہاں مشرک بوا ما بینی گے رے تجین تکھاں ما اری زنی پھیٹے دو تو تمیل آسمان گو ٹوی بو سبیرو مدینہ گو لائی لارے لائی لارے ခါအာစမတခင်မကလည်းငမ်းမိခင်လိုက်လာတယ်ဆိုပြီးတော့အိမ်ဒီအရှိရောက်တဲ့အခါကျူစိုးတယ်ထိုင်ထိုင်နေသူ့ပေမဲ့ခေါင်းထဲမှာတခုဝင်လာတယ်ငါကတော့မဒီနာမှာမုဆလမန်ဖြစ်နေတယ်ငါအမိကမက္ကာကနေသူကမုရှရိက် ်သူအီမန်မယူရသေးဘူးငါသူ့အပေါ်ဘလို့ဆက်ဆံရမလဲမသိဘူးဒါနဲ့ငါတမန်တော်မြတ်ကြီးဆလလောအလိုင်းစလမ်ကိုတွားပြီးတော့မိကြည့်မယ်အဲ့ဒီလိုမိကြည့်မယ်ဆိုပြီးတော့တမန်တော်စီလာတယ်ရှောက်ထားတယ်ကိုတော့ဂျမအမီမကာကနေဂျမကိုတွေ့ဖို့လိုက်လာတယ်သူ့ပေမဲ့သူအခုတတိတော့အီမန်မယူရသေးဘူးတမန်တော်မြတ်ကြီးဆလလောအလိုင်းစလမ်အမီရှိတယ်အသင်ရဲ့မိခင်ကာဖီဖြစ်နေလင့်ကစားအသင်ရဲ့မိခင်ကိုအကောင်းဆုံးဆက်ဆံပါအကောင်းဆုံးပြုစုပါအစမတ်တခင်မှာအင်ကိုပြန်သွားတယ် ရင်ပြောင်းသွားပြီးတော့မိခင်ကိုအင်မတန်မကိုပဲအကောင်းဆုံးခစ်မှတ်လုပ်တယ်အင်မတန်မကိုပဲပြုစုတယ်ဒိသာအတဲမိတ်ဆွေညီနောင်များခင်များတကြောင်သာသနာပြင်နာရှင်တွေကတင်ပြနော်ဒုနီယာရဲ့ကိစ္စတွေနော်ဒီနဲ့ပတ်သက်ရင်တော့ဒါဓမ္မရေးပေါ့နော်ဒီနဲ့ပတ်သက်ပြီး နော်မဟုတ်ဘူးရှရီအတ်ကဘောင်းတွေကကိုယ့်ရဲ့မိဘကအမိတစ်ခုကိုပေးတယ်နော်အဲ့ဒီအမိကိုသားသမီးတယောက်အဖို့လိုက်နာလိုက်ချင်းအဲ့ဒီအမိကိုလက်ခံလိုက်ချင်းကသူ့အတွက်ပူပြီးတော့အကောင်ဖြစ်တယ်လီစာအတန်မိတ်ဆေနင်းတော်များခင်ဗျာတခါတခါဒီလိုရှိတတ်ကိုဖြစ်ချင်တာကတခုဒါပေမဲ့ကိုမိဘကတိုက်တွန်းနေတာကတခုနော်အဲ့ဒီအချိန်ကျရင်ကို့အမြင်ကပါလေငါဖြစ်ချင်တာလုပ်ရင်ပူကောင်းမှာပေါ့ငါမိဘပြောနေတာလုပ်ရင်ဒါတော့ကောင်းမှာမဟုတ်ဘူးဒါပေမဲ့သာသနာပညာရှင်တွေကတင်ပြ တယ်အဲ့ဒီအချိန်မှလည်းမိဘရဲ့အစ်တော်အကူလှုပ်လိုက်လှုပ်လိုက်ပါမိဘရဲ့အမိကိုနာခံလိုက်ပါဘာကြောင့်လဲဆိုလို့ရှင်ဘယ်ကိစ္စကိုမိဘအမိနာခံပြီးလှုပ်လဲအဲ့ဒီကိစ္စမှာအလရှင်မတ်တခင်ကပူပြီးအောင်မြင်မှုပေးလို့ပဲလေးစားအတန်မိတ်ဆွေညီနောင်များခင်ဗျာဒီတိုင်းပဲ ကိုရန်ကျမ်းတော်မြတ်မှာမိဘနဲ့ပတ်သက်ပြီးထပ်ပြီးတော့အမိန့်ရှိထားတယ်။နော်အင်မာယဘလူကန်နာအင်ဒကလ်ကီဘရာအဟဒူဟူမာအော်ကီလာဟူမာဖလာတကုလ်လဟူမာအူဖင်ဝလာတန်ဟန်ဟူမာတနည်းဒီလိုအချိန်ရောက်လာမယ်။အဲ့ဒီအချိန်မိဘကဥသွားပြီး မိဘကအသက်ကြီးသွားပြီးအဲ့ဒီအချိန်ရောက်သွားရင်တော့မာတဲ့ကုရ်အန်မှာအလ္လာဟ်အမိန့်ရှိတယ်မိဘကိုပြန်ပြီးတော့ရိုင်းဆိုင်ဖို့နေနေတာမိဘကိုပြန်ပြီးတော့အော်ဟစ်ဖို့နေနေတာကုရ်အန်ကပြောတယ်အုဖင်ဝါလာတန်ဟာရူမာ off ဆိုတာကဘာလဲမိဘကိုဒီလိုလေးတောင်ပြန်ပြီးတော့မပြောလိုက်နဲ့မိဘကိုဟာဟင်းဟူအဲ့ဒီလောက်တောင်မှပြန်ပြီးတော့မပြောလိုက်နဲ့ဝလာတန်ဟတ်ခုမာမိဘရဲ့အမိကိုညှင်းဆန်လိုက်တာမိဘခိုင်းတဲ့ကိစ္စကိုလုံးဝမျက်နှာလွှဲလုပ်လိုက်တာအဲ့ဒီလိုမလုပ်ပါနဲ့ဆိုပြီးတော့ကုရ်အန်ကတားထားတယ်လိဇာအတန်မိတ်ဆင်ကြီးနောက်များခင်များဒီတိုင်းပဲကုရ်အန်ကမိဘနဲ့ပတ်သက်ပြီးဒီလိုတော်လောက်ခိုင်းထားတယ်ဝကုရ်ရဘ်ဘီရဟမ်ဟူမာကမာရဘယာနီဆဂီရာယာအလ္လာ ာကျွန်တော်မျိုးရဲ့မိဘနှစ်ပါးကိုအလာရှိမဲ့သခင်ဒီလိုကျင်နာတော်မူပါဒီလိုယူရတော်မူပါဒီလိုခရုစိုက်ပေးတော်မူပါဘလို့ပုံစံလဲကျွန်တော်မျိုးမွေးကင်းစားအချိန်တုန်းကကျွန်တော်မျိုးငင်းငယ်လေးအချိန်တုန်းကကျွန်တော်မျိုးရဲ့မိဘကျွန်တော်မျိုးကိုဘလို့ကျင်နာခဲ့လဲဘလို့ယူရခဲ့လဲဘလို့ခရုစိုက်ခဲ့လဲအဲ့ဒီပုံစံမျိုးအလာရှိမဲ့သခင်ကျွန်တော်မျိုးရဲ့မိဘကိုလည်းပြန်ပြီးယူရကျင်နာခဲ့ယူဆိုင်တော်မူပါလိစာအတေမိစင်ဤနောက်မြခင်များတခါကတမန်တော်မြတ်ကြီးဆလ္လာလဟူအလ ီစလမ်ကိုလူတယောက်လာပြီးတော့မိတယ်ကိုတော့ကျွန်တော်လူတွေထဲမှာဘသူနဲ့ပတ်သက်ပြီးအကောင်းဆုံးအကောင်းဆုံးဆက်ဆံဖို့ကျွန်တော်မှာတောင်းရှိတယ်လေအဲ့ဒီအခါတမန်တော်မြတ်ကြီးဆလလောအလိုင်းဆမ်အပြည့်ပေးတယ်အသင်းရဲ့မိခင်နဲ့ပတ်သက်ပြီးအကောင်းဆုံးဆက်ဆံပါအဲ့ဒီအခါအဲ့ဒီလူကထပ်မိတယ်မိခင်ပြီးသွားရင်ကောနောက်ဘသူကိုကျွန်တော်အကောင်းဆုံးဆက်ဆံရမလဲအဲ့ဒီအခါတမန်တော်မြတ်ကြီးအပြည့်ပေးတယ်အသင်းရဲ့မိခင်ကိုပဲအကောင်းဆုံးဆက်ဆံပါသူကထပ်ပြီးတတိယအကြိမ်ပြီးတယ်ကိုတော့မိခင်ပြီးသ သွားရင်ကျွန်တော်နောက်ဘသူကိုအကောင်းဆုံးဆက်ဆံရမလဲအဲ့ဒီတတိယအကြိမ်ပြီးတဲ့အခါမှာလေတမန်မတ်ဆလောင်ဆံကတတိယအကြိမ်ပြန်အပြည့်ပေးတယ်နိခင်ကိုပဲအကောင်းဆုံးဆက်ဆံပါသူ၃ကြိမ်ပေးတယ်၃ကြိမ်လုံးရဲ့အပြည့်ဟာမိခင်လို့ပဲတမန်တော်ဖြေခဲ့တယ်အဲ့ဒီလိုနဲ့သူဇရုတ်ထအကြိမ်ပေးတယ်ကိုတော့မိခင်ပြီးတော့ရင်ကျွန်တော်ဘသူကိုအကောင်းဆုံးဆက်ဆံရမလဲအဲ့ဒီအခါမှာကိုတော်မြတ်ကြီးဆလ္လာလောအလိုင်းစလမ်က ဖခင်ကိုအကောင်းဆုံးဆက်ဆံပါဆိုပြီးတော့အမိန့်ရှိတယ်ဒီတော့ဒီနေရာမှာတမန်တော်မြတ်ကြီးကမိခင်ကိုအကောင်းဆုံးဆက်ဆံပါလို့သုံးချိန်ပါလို့ကြောက်အမိန့်ရှိရတာလေဒါနဲ့ပတ်သက်ပြီးသာသနာပညာရှင်တွေကကုရ်အန်အာယတ်နဲ့ပြန်ပြီးတော့ကြိုက်ပြတယ်ကုရ်အန်မှာအလ္လာရှင်မြတ်တခင်ကမိခင်ရဲ့ဒုက္ခသုံးခုအကြောင်းအလ္လာအမိန့်ရှိထားတယ်ကုရ်အန်ကျမ်းတော်မြတ်မှာအလ္လာရှင်မြတ်တခင်ကမိခင်ရဲ့ဒုက္ခသုံးခု မိခင်ရဲ့ဒုက္ခသာသမီနဲ့ပတ်သက်ပြီးမိခင်ရဲ့နော်ဒုက္ခသုံးခုဒုက္ခပေါင်းမြောင်များစွာတဲ့ကကနဦးဒုက္ခသုံးခုအဲ့ဒီဒုက္ခသုံးခုထဲမှာတစ်ခုကပါလေဟမလတ်ထူအမူကုရဟာ မိခင်ဟာဒီသူ့ရဲ့သာသမီအတွက်ကိုဝင်ဆောင်ရတဲ့ဒုက္ခလေးစားအတ္တမိတ်ဆွေညီနောင်များခင်များ ကိုဝင်ဆောင်ရတယ်ဆိုတာက6လကြာမယ်9လကြာမယ်အဲ့ဒီ9လကဒီမိခင်အတွက်ဒီလိုပုံစံမျိုးပဲယောဂာတဲ့တယောက်ယောဂာထဲမှာနစ်မိုးနေတဲ့အချိန်ဘလို့သူ့ကိုယ်သူဂယုဆိုင်ပြီးတော့ဘလို့အခက်အခဲနဲ့နေနေရလဲအဲ့ဒီကိုဝင်ဆောင်နေရတဲ့6လ9လကလည်းယောဂာတဲ့တယောက်ယောဂာရဲ့ဒဏ်ခံနေရတယ်လို့မျိုးဒီကိုဝင်တဲ့မိခင်ရလဲပဲအင်မတန်မှရှောင်ကျဉ်မှုတွေနဲ့အင်မတန်မှဒုက္ခအခက်အခဲတွေနဲ့နေနေရတဲ့အတွက်ကုရ်အန်ကပြောတယ်ပထမအခက်အခဲဟမ်

ခလေးမွေးတဲ့ဒုက္ခနော်မိခင်ကအခုမွေးပြီအဲ့ဒီမွေးတဲ့အချိန်ရဲ့ဒုက္ခကလည်းဒီလောက်ကြီးကျယ်တယ်ဒါကြောင့်သတိစတော်မှာတမန်တော်မြတ်ကြီးအမိရှိတာတယ်မိခင်တယောက်ခလေးမွေးရင်းနဲ့ပယ်လွန်နေဆိုရင်အလရှိမတ်တခင်သူ့ကိုရှဟီဒ်ကဲတရားပေးတယ်နော်ဒါဟာအင်မတန်ကြီးကျယ်တဲ့ဒုက္ခအင်မတန်မှကိုပဲခက်ခဲလွန်တဲ့ဒုက္ခအင်မတန်နာကျင်နဲ့အင်မတန်မှကိုပဲကြောက်စရာကောင်းတဲ့ဒုက္ခတစ်ခုပဲအဲ့ဒါဒီဒုတိယဒုက္ခဖြစ်တယ်တတိယဒုက္ခကဘာလဲဝဟမ်လူဟူဝဖီဆာလူဟူဆလ သုနာချဟရာအခုမွေးပြီးတဲ့နောက်ပိုင်းကိုဝင်လဲဆောင်ပြီးသွားပြီးခလေးလဲမွေးပြီးသွားပြီးအဲ့ဒါပြီးသွားရင်ရောဒီမိခင်ဒုက္ခပြီးပြီလားမပြီးသေးဘူးအဲ့ဒီခလေးမိခင်ရဲ့အနာရောက်လာပြီးကိုရန်ကပြောတယ်ဆလာသုနာချဟရာလာပေါင်း30လောက်တနည်းအားဖြင့်နှစ်နှစ်ခွဲလောက်ကအဲ့ဒီမိခင်ဒုက္ခထဲမှာပဲထပ်ရှိနေတယ်အဲ့ဒီနှစ်နှစ်ခွဲလောက်မွေးကင်းစားနေစပြီးတော့ခလေးနှစ်နှစ်ခွဲလောက်ရောက်တဲ့အချိန်အထိမိခင်အတွက်သူ့ရဲ့စားဖို့အတွက်ဖီကယ်သူ့မှာမရှိဘူး